亲爱的各位冰雪博盛会，战利的，请细节问过爸妈。<noise> <noise> ချက်စီတင်းရဲ့တောက်ပနေတဲ့ကျယ်ဝင်ကစားသမားကိုပါမားနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ပြောင်းရွှေ့သတင်းတရထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကတော့ပါမားဟာမန်ချက်စတာနဲ့တဲ့တင်းကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နမီမဖော်လို့တဲ့ပြောင်းရွှေ့ရဲ့အတွင်းလူတူဦးရဲ့ပြောကြားချက်အရကိုပါမားဟာမန်ချက်စတာနဲ့တဲ့တင်းကိုပြောင်းရွှေ့ဖို့အတွက်စဉ်းသစ်ဖြစ်နေပြီလို့သိရပါတယ်။ဒီသတင်းကအမှန်တကယ်ဖြစ်လာမယ်ဆိုရင်မန်ချက်စတာနဲ့တဲ့တင်းနဲ့ပါမားကိုခေါ်ယူဖို့စိတ်ဝင်စားမှတေးကြပါတယ်။ Skyport နဲ့ပြုလုပ်ခဲ့တဲ့အင်တာမျိုးတစ်ခုမှာ The Independent သတင်းကြော်နယ်လေး Mikel Dilani ကမန်ချက်စတာနဲ့တဲ့တင်းဟာကိုပါမားအတွက်အလေးနက်ထားချင်းကတ်သွားဖို့ရှိတယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ဒါပြင်ဒီနေရာဒီမှာနဲ့ပြောင်းရွှေ့ကချက်ချင်းဖြစ်လာ ိုမဖြစ်နိုင်ဘူးလို့လည်းသူကဆက်လက်ပြောကြားခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကတော့ကိုပါမဟာငွေစင်ကလေးက Manchester United အသင်းရဲ့ပရိသတ်တူဖြစ်တယ်လို့သိရပါတယ်။မယိုဇင်မှာ United အသင်းရဲ့အင်ဂျီကိုဝစ်ဆင်ခဲ့ဘူးတဲ့ပါမအနေနဲ့သူ့ရဲ့အိမ်မက်အသင်းကိုပြောင်းရွှေ့ဖို့ဆန္ဒရှိနေတာဖြစ်နိုင်ပါတယ်။ကိုပါမဟာ Chelsea တင်းမှာလက်ရှိခြေစွမ်းပြသနေတဲ့ကစားသမားတစ်ဦးဖြစ်ပြီးတိုက်ရှိပိုင်းမှာထူးချွန်တဲ့ရည်သွေးတွေကိုပိုင်ဆိုင်ထားသူပါ။သူ့ရဲ့လင်းမြန်မှုဖန်တီးနိုင်စွမ်းနဲ့ဂိုးသွင်းစွမ်းရည်တို့ဟာ Manchester United အသင်းအတွက်အားပြည့်မှုကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ Manchester United အသင်းရဲ့နီးပါးနဲ့မှုဆောင်ဖွဲ့တွေအနေနဲ့ဒီစီးတင်းကိုဘယ်လိုတုံ့ပြန်မလဲဆိုတာစောင့်ကြည့်ရမှာပါ။အသင်းရဲ့တိုက်ရှိပိုင်းကိုအားပြည့်ဖို့လိုအပ်နေတဲ့ United အတွက်ကိုပါမ မဟာစိတ်ဝင်စားစရာကောင်းတဲ့ပြည့်မှတ်တစ်ခုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့မီကဲဒီလန်နီရဲ့ပြောကြားချက်အရဒီနီယောဒီမာရင်ပြောင်းရွှေ့ဖြစ်လာဖို့မတိကျပါဘူး။နှစ်တင်းချဆွေးနွေးမှုတွေဘလို့တိုးတက်သွားမလဲ။ချက်စီအတင်းကဘာမားကိုလွယ်လွတ်ဖို့ဆန္ဒရှိမရှိဆိုတာစောင့်ကြည့်ရမှာပါ။ဒီမှာဒီနေ့တက်တဲ့အမားကိုချက်ပြ